လုံးမင်္ဂလာပါဆ iam မကဒီနေ့နေ့လယ်တနာယူကိုနော်ပြောပြမယ်ဆိုတာလေးကအခုဒါဆ iam မဒါလက်မှာလဲဝတ်ထားပါတယ်နော်ဆ iam မဟိုတနေ့ကလူအပတ်စဉ်စနေနေ့နော်လူတွေ့ပြီးတော့ဟောတဲ့အစီအစဉ်မှာလာရောက်ပြီးဆ iam မကိုလာတွေ့ကြတဲ့သူတွေကိုဆ iam မပြီးခဲ့တဲ့စနေကနေစပြီးတော့ဒီလက်မိတ်တမိတ်လက်ပတ်အဆောင်လေးတွေကိုလူခွင့်ရခဲ့တယ်ပေါ့နော်ပေးခွင့်ရခဲ့ပါတယ်အဲ့တော့ ဒီလက်မိတ်ဓာတ်မိတ်အဆောင်လေးတွေကိုဆရာမပေးချင်လှူချင်နေတာကြားပြီဘာကြောင့်ပေးချင်လှူချင်နေတာလဲဆိုတော့ဟိုဆရာမတွေဒီ28လုံးဗတိနဲ့နော်ဒိဋ္ဌံဝင်ရတဲ့အာဒီဇယတိတ်တိပေါ့နော်ဟိုနေမော့ဟိုကန်ထူးထင်နော်ကန်ထူးထင်အစီအစဉ်မှာဝင်ပြီးတော့အဋ္ဌံဝင်ရတဲ့ပုံကိုယ်ရှိတယ်28လုံးဗတိနော် 20ကလုံးပရိမာဆ iam ပထမဗရောက်သားနဲ့ဩဇာသားနော်ညွန်ခဲ့ပါတယ်ဒါပေမဲ့တကယ်တော့ဗရောက်သားနဲ့နောက်တစ်ခုကတနင်္ဂနွေဓာတ်ခံကိုလိုချင်တာဒါပေမဲ့ဩဇာသားကရှားခက်တယ်ဆိုတော့ဆ iam အုံသားနဲ့နော်ထပ်ပြီးတော့လောက်ပါတယ်အဲ့တော့ထားပါတော့နော်ဗရောက်သားနဲ့ဩဇာသားပဲဖြစ်ဖြစ်ဗရောက်သားနဲ့ဒီအုံသားပဲဖြစ်ဖြစ်နော်မိမိတို့အစဉ်ပြေတယ်လို့ စီစဉ်လို့ရတယ်28လုံးပရိအဲ့ဒီ28လုံးပရိနဲ့ဒီလက်မိတ်တက်မိတ်လက်ပတ်ကလေးကဆက်ဆက်နေတယ်အဲ့တော့ဆရာမဟိုတယ်နေကလက်ပတ်ပုံစံလေးတင်လိုက်တဲ့အခါမှာအဲမိတ်ဆွေတွေကမြင်တဲ့သူတွေကစိတ်ဝင်စားပြီးဆရာမရေးဒီတော့လက်ပတ်ကလေးလိုချင်ပါတယ်လို့ဆိုကြတဲ့သူတွေရှိတယ်အဲ့တော့ဆရာမဒီလက်ပတ်ကလေးကိုအလှဝိတ္တာမျိုးအပြော်ဝိတ္တာမျိုးမဖြစ်စေချင်ဘူးအဲ့တော့ဒေတာလေးရှင်းပြမှဖြစ်မယ်ပေါ့နော်အဲ့လိုလေးဆရာမအတွေးဝင်ပါတယ် ဲ့တော့အဲ့လိုအတွေးဝင်တဲ့အတွက်ကြောင့်ဇမားကဲရှင်းပြမယ်ပေါ့အဲ့တော့အဓိကအားဖြင့်တော့ဒီဒီအဆောင်လေးတည်ဇမားဟို28လုံးပတိမာကတော့အားလုံးပေါင်းပထောင်းနဲ့အုံးပထောင်းနဲ့ဩစာ28လုံးပေါ့နော်ဒီလက်ပတ်ကလေးမှာတော့ပထောင်းနဲ့အုံကို17လုံးစီစဉ်ထားပါတယ်။နောက်ပြီးတော့စီစဉ်ထားပြီးတော့ဒီမှာမတူတဲ့နော်နည်းနည်းထူးခြားတဲ့ချက်ကလေးတွေကဆ iam ကဒီဒီလက်ပတ်ခေါင်းမှာစီရင်ထားတဲ့ အစီရင်လေးပါနော်လက်ပတ်ကောင်းမှစီရင်လာတဲ့စီရင်လေးဟာနော်ဒီနှလုံးကပတောက်ဒီနှလုံးကအုံပေါ့နော်အဲ့တော့အဓိကကြတာဒီဒီဓာတ်သားတွေဒီအဓိကကြတဲ့လုံးအပေါ်မှာနော်ဈေးဒီကောင်းမှစီစဉ်ထားတဲ့ဓာတ်သားဒီလေးလုံးဖြစ်တဲ့ဟာလေအဓိကကြပါတယ်အဲ့တော့ဒါတွေကတော့ဟိုကိုယ့်အကုန်ပေါ့နော်ဆိုင်မှာသွားအပ်ပြီး ါမို့ကိုသိတဲ့ဗတိဆိုင်နေမှာအပ်ပြီးလုံမဲ့လူတွေအတွက်ဆရာမဥစွာပြောခြင်းဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ပြီဘလို့လူတွေကဒီလိုလက်ပတ်ဆောင်လေးတွေကိုဝိညာဉ်ထူးခြားတယ်လဲဆိုတော့28လုံးဗတိနဲ့အဋိဋ္ဌံဝင်စီရင်နေတဲ့သူတွေထူးခြားပါတယ်။ဘာတွေထူးခြားလဲဆိုတော့အစကတည်းကဆရာမကအဲ့ဒီ28လုံးဗတိလေးကိုနော်ဆရာမစပြောကြတဲ့ကဒီလိုပိတ်အနီလေးနဲ့ခင်းပြီးတော့မချိတ်ပါနဲ့ဒီပတိကို28လုံးပတိလေးကို ပိတ်အနီနဲ့ခင်းပြီးတော့နော်ဒီလိုလေးထားပေးပါလို့ဆီယမအစရေးကကျွန်တော်မှားပါတယ်အဲ့ဒါဒီဆီယမဒီလုတ်ထားတဲ့နော်ဓာတ်စီရင်ရအောင်မြင်ခြင်းဆိုရဲပေစောတက်ကိုအထိကအားဖြင့်စီစဉ်ထားလို့ဖြစ်ပါတယ်နော်အနီရောင်ဒီတနင်္ဂနွေချိုကြီးဆိုးတဲ့တေစောတက်ကိုကြီးဆိုးပါတယ်ဒါကြောင့်မလို့တေစောတက်ခံအင်အားကောင်းမွန်အောင်အောင်မြင်ခြင်းနည်းဟူသောဓာတ်ခံအောင်ကောင်းမွန်အောင်လို့ဒီအစီရင်ကိုဆောင်ရွက်တာဖြစ်တယ်ဟုတ်ပြီအဲ့တော့ ရှမရိုရေပရိဒီ29လုံးပရိနဲ့စိန်နာမဏိဂါထာတော်ကြီးနဲ့ဇယမင်္ဂလာအောင်သိတိဂါထာတော်ကြီးတွေကိုစီစဉ်ဆောင်ရွက်တဲ့နော်စိန်နာမဏိဇယသိတိအဋိဌံအစီအစဉ်အဲ့ဒီစိန်နာမဏိဇယသိတိအဋိဌံအစီအစဉ်နောက်တစ်မျိုးကတော့ကန်ထုထင်အစီအစဉ်ပေါ့နော်အဲ့ဒီအစီအစဉ်တွေမှာပါဝင်ပြီးသားလူတွေကဒီလက်ပတ်အဆောင်လေးတွေကိုဆောင်ယူရင်ထူးခြားတဲ့အကြောင်းတွေဖြစ်တယ်အကယ်၍မြန် ဒီ28လုံးပတိနဲ့เนาะစီရင်နဲ့เนาะပြုတ်လောက်တဲ့အဋိဌံအစီအစဉ်ဖြစ်တဲ့เนาะဒီစိန်နာမဏိကာထာတော်နဲ့ဇေယအောင်မလန်ကာထာတော်ကိုပူဇော်ထားတာမျိုးမရှိဘူးဆိုရင်တော့ဒီလက်ပတ်ကလေးကအလှသက်သက်ပတ်တာမျိုးလောက်ပဲရှိလိမ့်မယ်เนาะဆရာမကတော့အဲ့လိုလေးပြောချင်ပါတယ်ဒီပစ္စည်းတွေရဲ့အပေါ်မှာထက်အဲ့ဒီပစ္စည်းတွေအပေါ်မှာ တက်ရောက်မှုရှိတဲ့မိမိရဲ့လှုပ်ဆောင်ချက်ပေါ်ပုံတည်ပြီးเนาะဒီလက်ပတ်ကလေးဟာထင်ရှားတဲ့အကျိုးကိုပေးမှဖြစ်ပါတယ်အဲ့တော့ဘာအကျိုးတွေပေးမလဲဆိုတော့ဆရာမအနေနဲ့ပြောပြခြင်းလေအဲ့ဒါကဘလို့အကျိုးတွေပေးမလဲဆိုတော့တယ်လီဖုန်းပြောတဲ့အချိန်မှာဘယ်နဲ့ကင်ပြီးပြောထက်တဲ့သူကဒီလက်ပတ်ကိုဝစ်ပြီးဘယ်နဲ့ကင်ပြီးပြောပါညာနဲ့ဟိုပြောထက်တဲ့လူကတယ်လီဖုန်းပြောတဲ့လက်မှာဝစ်ပြီးတော့ဒါလေးကိုပြောပါ နော်စီးပွားရေးလုပ်တဲ့အခါမှာငွေချေးအပေးယူလုပ်တဲ့ချိန်ကာလတွေမှာမိမိပေးမဲ့လက်မှာနော်ဒီလက်ပတ်ဝတ်ထားပါစာချုပ်လက်မှတ်ရေးထိုးတာဆိုရင်လည်းမိမိလက်မှတ်ရေးထိုးမဲ့လက်မှာဒီလက်ပတ်အဆောင်ကိုပတ်ထားပါနော်အဲ့တော့အဆစရရညံရှိတယ်လို့မိမိအသုံးပြုသွားလို့ရတယ်အဓိကအားဖြင့်တော့အောင်မြင်ခြင်းဆိုရဲအကြောင်းချင်းရကိုပေးတဲ့အတွက်စီးပွားရေးငွေချေးလက်လက်ပတ် အတိုက်အခံအပြိုင်အဆိုင်အဆရှိတဲ့အရာအလုံးတွေအတွက်အောင်မြင်ခြင်းကိုဖြစ်စေတဲ့အဆောင်လက်ပတ်ဖြစ်တယ်။အဲ့တော့ဟုတ်ပြီ29လုံးပရိစိတ်တဲ့အချိန်မှာဘယ်လိုလုပ်ရမလဲဆိုတာပြောပြခြင်းပါတယ်။အဲ့တော့29လုံးပတိကိုစိတ်တဲ့အချိန်မှာเนาะဆ iam မလုတ်တဲ့ပုံစံလေးကိုပြောပြပေးမယ်เนาะအဲ့ဒါဒီတိုင်းလိုက်ပြီးလုပ်လို့ရအောင်အရှင်မြတ်စွာဘုရားဓမ္မတော်ဒီဤတတ္တာပတိတော်ဖြင့် စိန်နာမနိဂါထာတော်မြတ်ကြီးနေတကွာဇေယမင်္ဂလာအောင်သိတိဂါထာတော်တို့အာရွဆူပူဇော်ပါမိဖုရားအဘုဇောခံချင်းမြင်ပေးတော်မူပါရှင်မြတ်ဖုရားအဲ့ဒီလိုပြီးတာနဲ့เนาะဘုရားရှင်ကိုလျှောက်ထားပြီးတာနဲ့အဲ့ဒီပရိကိုဒီလက်ဘက်ကိုဝတ်ထားရမယ်เนาะအဒီပရိစိတ်တဲ့အချိန်မှာလက်ဘက်ကိုဝတ်ထားရမှာဖြစ်တယ်ပြီးရင်เนาะအဲ့ဒီလက်ဘက်ဒီပရိလေးကိုလက်ဘက်ကိုကြော်အောင်သွား ပြီးရင်ပြန်ယူမယ်ပြီးရင်တော့မိမိတို့ထုံးစံအတိုင်းလက်ဝါးပေါ်မှာတင်ပြီးတော့ဒီပရီကို29လုံးပရီကိုเนาะဆရာမပြောပြထားတဲ့ပုံစံအတိုင်းစိတ်သွားပါဖြစ်ပါတယ်အဲ့တော့အချိုးကညာတန်တယ်အချိုးကဘဲတန်တယ်ဒါပေမဲ့ဆရာမဖြစ်စိတ်ချင်တာကတော့ဒီဘယ်လက်ပေါ်မှာเนาะဘယ်လက်ပေါ်မှာတင်ပြီးတော့စိတ်တာကိုဆရာမပို့ပြီးဖြစ်စေချင်ပါတယ် เนาะဒါကန်ထူးထင်အစီအရင်မှာ ပါဝင်တဲ့အကြောင်းတရားကြောင့်မှာเนาะကန်ထူးထင်အစီရင်ဆိုတာကဆရာမပြောခဲ့တယ်လीเนาะမိမိရဲ့ကန်စာတာမှာကောင်းတဲ့အကျိုးတွေထင်ရှားနေပြီအချိန်လဲရောက်နေပြီဒါပေမဲ့ဘာလို့ဖြစ်မလာသေးတာလဲဆိုရင်ဖြစ်တော့မယ်ဆိုရင်သူကလက္ခဏာတွေကဖြစ်တော့မယ်ဆိုတော့မှပို့ပြီးထင်ရှားလာတယ်အဲ့တော့ဖြစ်နိုင်တဲ့အကြောင်းတရားအင်အားတွေကိုဖတ်ပြီးပံ့ပိုးပေးတဲ့အနေအထားရှိတယ်เนาะဒါကြောင့် လက်တွေမှာဒီညာဘက်လက်တီပစ္စုပန်ကံကိုပြောပြီးတော့ဘယ်ဘက်လက်တီအတိတ်ကံရဲ့တဘာဝကိုပြောတာဖြစ်ပါတယ်။ဒါကြောင့်ဆ iam မတို့တွေဒီအတိတ်ကပြုတ်ခဲ့သောကောင်းမှု ကုသိုလ်တွေဒီဘဝမှာထင်ရှားစွာပေါ်ပေါက်လာခြင်းကပစ္စုပန်ကုသိုလ်ခံနေနဲ့စီစဉ်ဆောင်ရွက်ပြီးထမှန်ပံ့ပိုးကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဆ iam မကဒီဘယ်ဘက်လက်ပေါ်မှာတင်ပြီးတော့ နော်ဒီလိုလေးစိတ်တာကိုဖြစ်စေခြင်းလေနော်အဲ့တော့ဒီလိုစိတ်တဲ့အချိန်မှာဆမရီကုနာကလှုပ်ပြီးသွားပြီဒီလိုစိတ်တဲ့အချိန်မှာလက်ထဲမှာဒီလက်ပတ်ကလေးလဲဝတ်ထားပြီးဒီပတိကဲနော်မူလစိတ်တဲ့ပုံစံအတိုင်းစိတ်သွားမယ်တပတ်တော်၎င်းနှစ်ပတ်တော်၎င်းသုံးပတ်တော်၎င်းနော်တကယ်တမ်းတော့ဘာလို့ရမှာလဲဆိုတော့အရေးအထွက်ထက်ဘလောက်ဆူဆိုင်နိုင်လဲဘလောက်အာယုံဆိုင်ပြီးလုံနိုင်တယ်လဲ ဲ့ဒါပေါ်မှာမှုန်တည်တယ်နော်ဆရာမတခုလည်းပြောကြပါတယ်နော်ဒီပဏီလေးကို စိုက်တဲ့အချိန်မှနော်ဟိုစော်ပြီးမှဆွဲတာမျိုးလုံးဝမလုပ်ပါနဲ့၂၈ခုလုံးပရိဘရောက်သားနဲ့အုံသားဘရောက်သားနဲ့ဩစာသားပေါ့နော်စိတ်တဲ့အချိန်မှာစိန်နာမဏိဂါထာတော်ကြီးကိုစုံနေတဲ့အချိန်မှာဗဒောင်းသားကိုထိကင်ထားဖို့လိုပါတယ်။ဇေယမင်္ဂလာအောင်သိတိဂါထာတော်ကြီးကိုစုံနေတဲ့အချိန်မှာ ုံသားဓမ္မမဟုတ်ဩစာသားကိုထိကင်ထားဖို့လိုတယ်အဲ့ဒီပုံစံနဲ့စိတ်သွားရမှာဖြစ်တယ်နော်အဲ့တော့စိတ်တဲ့နေရမှာလဲအာယုံပြုတ်ဖို့လိုသလိုအတန်ထွက်တဲ့အချိန်မှာလည်းပဲလင်းနေတဲ့အတန်ထွက်နိုင်ရင်ပို့ပြီးကောင်းပါမှာရယ်နော်ဆရာမဒါကြောင့်မလို့နည်းနည်းလေးပြောပြချင်ပါတယ်စိန်နာမဏိဂါထာတော်ကြီးကိုပို့ဆောင်ပုံပါနော်ပရောက်သားလေးကိုလက်နဲ့ထိကင်ထားပြီးစိန်နာမဏိယေရနာနိဗုဒ္ဓံဗုဒ္ဓ ယရဏနံကရံကရတိတရဏံခိပမေဝသမိတ်စတုစိန်နာမနိယရဏနိဓမ္မံဓမ္မယရဏနံကရံကရတိတရဏံခိပမေဝသမိတ်စတုစိန်နာမနိယရဏနိတံခံတံခယရဏနံကရံကရတိတရဏံခိပမေဝသမိတ်စတုအဲ့ဒီလိုလေပြပြပြင်းပြင်းတိတ်တိတ်ချာချာဆိုပြီးတော့တကယ်ဆိုနေတဲ့အချိန်မှလည်းပဲ ဖယားတရားတန်ကာဆိုတဲ့ရတနာ၃ပါးကိုမိမိအတန်ကထွက်တဲ့အတိုင်းလိုက်ပြီးတော့အာယုံညှို့ရမယ်။အဲ့ဒီပုံစံလေးအတိုင်းဆောင်ရွက်သွားပြီးတစ်ပတ်နှစ်ပတ်သုံးပတ်မိမိတို့စူးစိုက်နိုင်တဲ့အချိန်၄အတိုင်းเนาะဆောင်ရွက်ပါ။အဋိဋ္ဌံတင်ပြီးဆောင်ရွက်ဖို့ဆိုရင်တော့28ရက်ကိုတစ်ဖြက်စီတစ်ဖြက်စီတစ်ဖြက်စီအဋိဋ္ဌံတင်ဆောင်ရွက်သွားပါ။အဲ့ဒီတော့အဲ့ဒီလိုဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေသည် ဆောင်ရွက်လာရတဲ့အမျှเนาะစီးစနစ်တကြလောက်ပါမယ်เนาะစပြီးတော့ဖျားရှင်မှာခွင်တောင်းမယ်ခွင်တောင်းပြီးသွားတာ ਨੇ စပြီးတော့ဗရင်းစိတ်တော့မယ်ဆိုရင်လက်ပတ်ကိုဒီမှာเนาะပြီးရင်လက်ပတ်ကိုကြော်အောင်ဗရင်းကိုယူသွားမယ်ပြီးရင်เนาะဒီဗရင်းကိုပြန်ယူမယ်ပြီးရင်လက်ဝါးပေါ်တင်မယ်ပြီးရင်စိတ်အဲ့ဒီပုံစံအတိုင်းလုပ်မယ်ဘာမှစူတောင်းစရာမလိုဘူးဟုတ်ပြီ အဲ့တော့အဲ့ဒီလိုပရင်းစိတ်တဲ့ပုံကိုဒီပရင်းဒိဋ္ဌံနဲ့ပေါ့နော်ဒီလိုမျိုးလေးစနစ်တကျဆောင်ရွက်ထားတဲ့ပုံကိုဒီဒီလက်ပတ်အဆောင်ဆောင်တဲ့အတွက်ဒီလက်ပတ်အဆောင်ဆောင်တဲ့အချိန်ကာလတွေမှာလည်းပဲလိုအပ်ရင်လိုအပ်တယ်လို့နော်အခုအညီထောက်ပံ့ဖြစ်စေတယ်အဲဆရာမပြောချင်တာကလေလူတယောက်ကအခက်အခဲကြုံလာတဲ့အခါမှာစိတ်အားငယ်လာကြတယ်အခုအညီလိုတဲ့အခါမှာ အကူအညီမရရင်စိတ်အားငယ်လာတယ်ပေါ့နော်အဲ့တော့ကိုကခက်ခဲနေပေမဲ့အကူအညီရှိနေတယ်အားကိုးရာရှိနေတယ်ဆိုရင်နော်ခုနကအခက်အခဲတွေကိုရင်ဆိုင်ဖို့တတ်တည်ဖြစ်တယ်နော်ရင်လဲရင်ဆိုင်နိုင်တယ်ရင်ဆိုင်ပြီးလဲအောင်မြင်နိုင်တယ်အဲ့တော့ဆီယမရီယာအခြားသောအားကိုးရာအတာထားဆီယမရီနေ့စဉ်နဲ့အမျှဆောင်ရွက်နေရတဲ့လူမှုရေးစီးပွားရေးကျန်းမာရေး နော်အပြိုင်ဆိုင်စ조사ဆောင်ရွက်မှုတွေမှာမိမိရဲ့နောက်မှာဒါမှမဟုတ်မိမိနဲ့အတူတကွမိမိအခက်ခဲဖြစ်တဲ့ချိန်ကာလတိုင်းမှာမမအကူအညီရှိတယ်ဆိုရက်စိတ်ကိုမွေးပြီးတော့ဒီလက်မိတ်ဓာတ်မိတ်လက်ပတ်ကိုဆောင်ရမှာဖြစ်တယ်လက်မိတ်လို့ဘာလို့ပြောလဲဆိုတော့ကြာသာပရိချိုကြီးရဲ့နော်အောက်ပတ်တ်ဖြစ်တဲ့ကောင်းမွန်တဲ့ ဓာတ်တဘာဝတစ်ခုကိုရထားပြီးသားဖြစ်တယ်။ဒါကြောင့်မလို့လက်လက်ပတ်နဲ့ပတ်သက်တာငွေချေးစီးပွားနဲ့ပတ်သက်တာတွေကိုစီစဉ်ဆောင်ရွက်တဲ့နေရာမှာမိမိလုံဆောင်မှုတွေအမှားနဲ့စွာဆောင်ရွက်နိုင်ဖို့အထောက်ပံ့ဖြစ်စီပါတယ်။နော်အဲ့တော့ဓာတ်မိတ်ဆိုတာကတော့ရန်ကိုနှဲပါစေပါတယ်။ဥပမာဆိုကြပါစို့စီဝိုင်းနဲ့ပဲပတ်သက်အောင်တော့မိမိပြောဆိုရတဲ့ဟာကိုဟန်တာတဲ့လူတားဆီးတဲ့လူပေါ်ပေါက်လာရင်မိမိ၈၀တိုးလို့မရတာမျိုးရှိနိုင်တယ်။အဲ့တော့ ဘလို့ပဲဖြစ်ဖြစ်မိမိအောင်မြင်မှုအတွက်ပဲဖြစ်ဖြစ်เนาะယာရုကုန်သိန်းအတွက်ပဲဖြစ်ဖြစ်เนาะစီးပွားရေးအတွက်အလောက်ကိုင်းအတွက်ပဲဖြစ်ဖြစ်မိမိပြောဆိုတဲ့စကားမှာအတားအဆီးပြုတ်တဲ့ပုံကိုယ်တွေเนาะယံတွေမရှိပဲမိမိကိုချစ်ခင်မယ်မိမိပြောတဲ့စကားအောင်မြင်မယ်ဆိုရင်မိမိလုပ်တဲ့အကြောင်းအချင်းရာတွေရှေ့ဆက်တိုးဖို့အဆင်ပြေသွားမှာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒါဟာဓမ္မိတ်အင်အားတစ်ခုဖြစ်ပါတယ်ဒါကြောင့် လက်မိတ်ကောဓာတ်မိတ်ကောနှစ်ခုစလုံးကိုဖြစ်ဆိုင်ဖြစ်စေနိုင်တဲ့လက်ပတ်အဆောင်လေးဖြစ်တယ်။ဒါကြောင့်ဒီအဆောင်လေးကိုစောင်းတော့မယ်ဆိုရင်ငါနော်ဒီမှာစိန်နာမနီဇယတိတ်တိဒီအဋိဋ္ဌံကြီးကိုငါလုံနိုင်မလားကန်ထူးတင်အဋိဋ္ဌံကိုငါတကယ်လုံနိုင်မလားကိုကုတ်ကိုမေးပါအကယ်၍အဲ့ဒါမလုံးနိုင်ဘူးဒါလေးပဲဆောင်းထားရင်ရောရသလားဆိုရင်ရပါတယ်ဘသူမှတော့ဒါမဝင့်နဲ့လို့ဘသူမှမပြောဘူးပေါ့နော်ဝင့်လို့ရပါတယ် ဒါပေမဲ့ဒါဝိတာတိဘာအတွက်လဲဆိုရင်ဘာအတွက်လဲဆိုတော့အရေးအကြောင်းတစုံတရာနော်ရှင်းနေခဲ့ရင်မိမိမတပါအခြားသောအကူအညီတွေမရှိတော့ဘူးလားလို့အဲ့လိုတွေးတဲ့အချိန်မှာမိမိပြုတ်လောက်ထားတဲ့မိမိရဲ့အဋိဋ္ဌံအစီအစဉ်တွေကြောင့်ဖြစ်ပေါ်လာတဲ့အထောက်အပံ့နေမိမိနဲ့မကွာရှင်းနေလိမ့်အဲ့ဒီရှင်းနေခြင်းကမိမိအတွက်အင်အားတစ်ခုဖြစ်ပါလိမ့် နော်အဲ့တော့ဘာတွေကောင်းကျိုးတွေဖြစ်စေလဲဘယ်လိုတွေလုပ်ရမလဲဘာတွေကောင်းကျိုးတွေဖြစ်စေမှာလဲဆိုတော့ခုနကပြောခဲ့သလိုပဲပေါ့နော်မိမိဆောင်ရွက်တဲ့ကိစ္စတွေဒါဆရာမဒါကြီးပေးလို့ဒါကြီးဝင်သွားလို့ထိပေါက်မဲချဲပေါက်မဲလို့နော်ခါတဲ့အစုလိုက်ပြုံလိုက်ပတ်စံနေဝင်မဲလို့ဆရာမဒါတွေမပြောဘူးနော်မိမိကိုယ်တိုင်လုပ်ရမယ့်ကိစ္စရက်တွေမှာလုံးလေရင်းနဲ့အဆင်မပြေလို့ရက်လိုက်ရတာတွေဘဝမှာကြုံထက်တယ် လုံးလေရင်နဲ့အတားဆီးပေါ်လာလို့အဲ့ဒီအတားဆီးကိုမိမိကမဖြေရှင်းနိုင်ဘူးမိမိကိုကိုပြီးဖြေရှင်းပေးမဲ့သူလဲမရှိဘူးဆိုရင်အဲ့ဒီမှာတွေမိမိကရက်သွားတယ်အဲ့ဒီလိုမျိုးတွေကိုမဖြစ်စေဖို့အတွက်ဒီအဆောင်ကိုဆောင်မယ်ဒီလက်ပတ်ဆောင်ဆောင်မယ်ဒါပေမဲ့အဲ့ဒီလက်ပတ်ဆောင်ဒီဒါနဲ့ဆက်ဆက်နေတယ်ဟုတ်ပြီအဲ့တော့ဒီလက်ပတ်ဆောင်လေးဆောင်သွားပြီဒီပရိစိတ်ပြီလက်ပတ်ဆောင်လေးဆောင်လိုက်ရင်ပြီးပြီလားဆိုတော့ဆရာမထပ်ပြီးပြောချင်သေးတယ် အကြောင်းတစုံတရာရှိလို့ဥပမာပေါ့အနည်းဆုံးမြင်လွယ်တဲ့အကြောင်းလေးပြောချင်တယ်အင်တာဗျူးသွားဖြေတယ်နော်အင်တာဗျူးသွားဖြေတယ်အင်တာဗျူးခန်းထဲကိုမရောက်ခင်အပြင်မှာစောင့်နေတဲ့အချိန်မှာဒီလက်ပတ်ကလေးကိုကိုင်မင်းစေနာမဏိယရဏနိဗုဒ္ဓံဗုဒ္ဓယရဏနံပူဇော်နေပါဒီလိုလေးလက်ကလေးနဲ့ကိုင်ပြီးတော့နော်ဒီဘက်မှာဝတ်ထားတယ်ဘယ်ဘက်မှာဝတ်ထားတာကိုညာလက်နဲ့ဒီလိုကိုင်မင်းနော်ဒီလိုလေးပဲဘာမှဘယ်သူမှလည်းမသိတာအောင်စိန်နာမနိယရဏနိဗုဒ္ဓံဗုဒ္ဓယရဏနံ ကရံကရတိတရဏံခိပမေဝသမိစတုစိန်နာမနိယရဏနိဓမ္မံဓမ္မယရဏနံကရံကရတိတရဏံခိပမေဝသမိစတုစိန်နာမနိယရဏနိတန်ကံတန်ကယရဏနံကရံကရတိတရဏံခိပမေဝသမိစတုနော်အဲ့တော့အကယ်၍မြန်အချိန်လေးမြန်ပုံရင်ဇယဆက်ကောလဲပူဇော်ပါတို့တော်လဲအဓိကဒီလက်ပတ်ကလေးမှာနော်လက်ပတ်ကလေးဆောင်းတဲ့သူဒီစိန်နာမနိယရဏနိဆိုရဲနော်ဂါထာတော်ကြီးကိုပူဇော်ပြီး ပါဇက်ကစုံနေရုံနဲ့မဟုတ်ပဲစေနာမဏိယရဏာနိဗုဒ္ဓံဗုဒ္ဓယရဏာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်သတုဆိုရင်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုပူဇော်နေတဲ့စိတ်နဲ့ရွတ်ဆုံနေရမယ်နော်စိတ်ငြိမ်ငြိမ်နေထားပြီးရွတ်ဆုံနေရမယ်ဂါထာတော်ကလည်းတူတဲ့အတွက်နော်ဒီတူတူလေးအချိန်တစ်ဖြတ်တစ်ဖြတ်မှာစိတ်ကိုတည်ငြိမ်စွာထားပြီးတော့ပူဇော်သွားပါအဲ့ဒီလိုလေးလောက်ပါနော်ဒါက ဆရာမအနည်းဆက်ဆုံးမြင်လွယ်တဲ့ဟာပြောတာပေါ့ဥပမာဆိုကြပါစို့ကိုပစ္စည်းတစ်ခုရောင်းနေပြီဈေးရောင်းနေပေါ့ဈေးရောင်းနေဝယ်သူကလည်းမလာသေးဘူးနော်ဝယ်သူကလည်းမလာဘူးရောင်းဝယ်တွေကလည်းထိုင်းနေတယ်ဒါပေမဲ့ဈေးရောင်းကောင်းပါစေစူမတောင်းနဲ့နော်စူတောင်းလို့မရဘူးရောင်းမယ်ကိုပစ္စည်းကောင်းအောင်လုပ်မယ်ရောင်းမယ်နော်ဒါပေမဲ့မိမိရောင်းနေကြပုံစံမဟုတ်ဘဲနဲ့နော်ဒါမိမ့်မိန်နေတယ်လို့ယူဆဒီလိုပဲလုပ်ဘလောက်ကောင်းလဲတစ်ချက်ခုံး နှစ်ချက်ပြတ်တယ်နော်အဲ့တော့ဒါကတော့ဒီတိုင်းလေးပဲလက်ဖက်ကလေးဝတ်ပြီးတော့ဒီလိုလေးလုပ်ရင်ကောရသလားဆိုရင်မပြည့်စုံဘူးလို့ဆရာမဒီလိုလေးပြောချင်တယ်နော်ပြည့်စုံအောင်ဒီပရိဒိဋ္ဌံမှာဝင်ဖို့လိုပါတယ်နော်ဒါကဆရာမဒါလေးကိုပြောချင်ပါတယ်ဩမိုးသူစာပရိစိတ်တာထူကြပါတယ်ဟုတ်ပါတယ်တမီးနော်ဆရာမကိုအခု ဆရာမပေါ့နော်ပြောရရင်တော့ဆရာမလူချင်းတော်ရုံနဲ့မတွေ့အောင်ဆိုတော့စနေနေ့မှာပဲတွေ့ရတော့စနေနေ့မှာဆရာမလူတွေ့ဟောတဲ့အခါမှာလာတွေ့တဲ့ပုံကိုယ်တွေတော်တော်များများအဲဆ iam ပြောတာလေးတွေလည်းသူတို့သိကြတဲ့လူတွေပေါ့နော်ဆ iam page မှာဆ iam ပြောတာလေးတွေသူတို့ like လုပ်ကြတဲ့လူတွေများပါတယ်ဆ iam ရှိလာတဲ့လူကအဲ့တော့အဲ့ဒီပုံကရီကဘာပြောလဲဆိုတော့ဆ iam တားထိုးကြတယ်အဲဒီလိုပြောတယ်ဆ iam ဝမ်းသာပါတယ်နော်တကယ်လို့ပါအဲ့တော့ဆ iam တခုမှားတယ်ထိုးကြတာမှန်တယ် ကောင်းတာမှန်းနေဆရာမရဲ့ဒီတပ်ပါဆရာမင်္ဂလာစေတီရောကြီးပူဇော်ပြီးမှเนาะစီးပွားတွေဖြစ်ထွန်းလာတယ်တအားငွေတွေဝင်တယ်မထက်မဲ့ပဲနဲ့ဝင်တယ်ပေါ့เนาะစသဖြင့်ပေါ့ဒီလိုတွေပြောလာတယ်အဲ့တော့လူစိတ်ဆိုတာအိုးဒါလုံးရင်ဒါလိုဖြစ်ပါလားဆိုရဲစိတ်ရဲ့နောက်မှာဒါဖြစ်အောင်ဒါလုံးမယ်ဆိုရဲစိတ်ဝင်သွားတတ်တယ်အဲ့ဒါတော့ဆရာမသတိပေးခြင်းနဲ့เนาะဆရာမဆောင်ရွက်ခိုင်းတဲ့အရာလေးတွေကိုဆောင်ရွက်တဲ့နေရာမှာ ပြုတ်လို့တင့်တဲ့ဃာရဝတရားနဲ့အသေးချာအယုံဆိုင်ပြီးပဲလုံမယ်။လုံရင်းနဲ့တိုးတက်လာတယ်ဆိုရင်အဲ့ဒါဒီမိမိကံမှလည်းရှိနေလို့မိမိကံမှလည်းအဲ့ဒီလိုစီးပွားလလဘတ်တွေတိုးတက်ဖို့ကံကရှိနေတယ်။တကားကမပွင့်လို့။နော်အဲ့တော့အခုဒီအစီအစဉ်လေးတွေနဲ့ပူဇော်မှုလေးတွေပြုတ်လုပ်လိုက်တဲ့အခါမှာပြောရရင်တော့တကားပွင့်လာတယ် အဲ့ဒီပွင့်တကားပွင့်လာတဲ့အတွက်အတိတ်ရဲ့ကုသိုလ်ကံအကြောင်းတရားအထောက်အပံ့တွေဟာမိမိရှေ့ကိုမြင်သာထင်သာဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကတော့ဆရာမကပြောတယ်ပူဇော်တင့်အောင်ကိုပဲပူဇော်ပူဇော်တင့်လို့ပူဇော်ရဲဆိုပြီးတော့ဃာရဝတရားထားပြီးပူဇော်ဆိုတော့ပြောရရင်တော့တကယ်ကိုနားထောင်ကြရတယ်။အဲ့ဒီစိတ်ကလေးနဲ့ပူဇော်ကြတယ်။အော်ပူဇော်ရာနဲ့အလှရောက်ညှောင်းလင့်ချက်မထားပဲ ချုပ်ဆင်တန်ရှင်းတဲ့ကုသိုလ်စိတ်နဲ့ပူဇော်တဲ့အတွက်အဲ့ဒီအချိုးဘေးတွေထင်ရှားလာကြတယ်။ဘာဖြစ်လို့လဲကုသိုလ်တကားပွင့်ပါကုသိုလ်ဆက်လို့ကုသိုလ်တကားပွင့်ဒါပေမဲ့လူစိတ်ဆိုတာအော်ငါဒါလောက်လားဒါလေးဖြစ်လာပါလားလို့ဆိုရဲနောက်မှာဒါဖြစ်အောင်ဒါလုံးမှဆိုရဲစိတ်ဝင်သွားတတ်တယ်အဲ့ဒါလေးကိုတော့ဆရာမကဘာပဲဖြစ်ဖြစ်တတိပေးတယ်နော်အဲ့တော့အစင်ပြေတယ်အောင်မြင်တယ်ခက်ခဲတွေကြော်နိုင်တယ်ဆိုရာမျိုးတွေကိုဆရာမကြားလို့ဝန်းတာတယ် နော်ဆန်းဆန်းရင်ပဒီနဲ့လက်ပတ်လေးရကြမှာလေဆရာမအခုချိန်ကတော့လေအဲပဒီကိုလည်းပဲနော်ဆရာမပြောထားတဲ့အဆိုင်မှာမှားလို့ရတယ်လက်ပတ်ကိုလည်းပဲအဲ့ဒီဆိုင်မှာမှားလို့ရတယ်နော်မှားလို့ရတယ်အဲ့တော့ဟိုသူတို့တွေလည်းပဲပြောရရင်တော့လေဆရာမကဟိုအဲ့ဒီပဒီဆိုင်ကသမီးလေးကလည်းတော့ချပါတယ်နော်တော်တယ်ဆရာမကိုလှမ်းပြီးတော့ဟိုခွင့်တောင်းတယ်ဆရာမလူတွေကတော့လာပြီးတော့ပြောပါတယ်တဲ့ အော်ဒီဒီလက်ပတ်ကလေးလိုချင်တယ်လို့ပြောတယ်။သမီးအဲလှုပ်ပြီးတော့သူတို့ဘောနော်ရောင်းပေးရမလားတဲ့။လာမေးတယ်။အဲ့တော့ဆံမကသူ့ကိုဟိုပေါ့ဟိုလှုပ်ပုံလုံးနည်းလေးတွေနော်ဟိုနင်းလေးတွေပေါ့ပြောပြတယ်။ပြီးရင်ဈေးနှုန်းကိုအမြင့်ကြီးမယူဖို့ပြောထားတယ်။နော်ဒါတွေကဈေးနှုန်းတွေကအမြင့်ကြီးဆိုပေမဲ့ထောင်ငန်းမေမဲ့9000တို့8000တို့9000တို့အဲ့လိုရောင်းတာလေးတွေလဲဆံမတွေ့ဘူးတဲ့အခါကျတော့ဆံမစိတ်ထဲမှာက ဟိုပြောရင်ဒါအလှဝတ်တာမဟုတ်ဘူးတကယ်ကိုကုသိုလ်ရေးလုပ်မဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်လူတိုင်းလူတိုင်းเนาะစန္ဒပြင်းပြတဲ့လူတိုင်းလူတိုင်းဟိုဆောင်းနိုင်ဖို့လိုတယ်ပေါ့နော်အဲကြောင့်ဆရာမဈေးလေးကိုလည်းတင့်တင့်အောင်ဆောင်းရက်ပါလို့သူ့ကိုလည်းတေးချာမှားတယ်အဲသူကလည်းဆ iam မပြောစကားကိုနားထောင်နေဆ iam မရှင်မခွင့်တောင်းတော့ဆ iam မခွင့်ပြုလိုက်တယ်เนาะလုတ်ပေးပါလို့အဲ့တော့ပြောချင်တာကဒီ29လုံးပရီကောเนาะ29လုံးပရီကတော့ ဟိုဩဇာသားနဲ့ဗရောက်သားเนาะအုံသားနဲ့ဗရောက်သားဘာပဲဖြစ်ဖြစ်ရတယ်အဲ့ဒါကိုအဲ့ဒီမှာပဲမှားပါเนาะနောက်တစ်ခါလက်ပတ်ကိုလည်းအဲ့ဒီမှာပဲမှားပါအဲ့တော့အများအဖြစ်တော့ဆ iam မိတ်ဆွေတွေကပရိရှိပြီးသားဖြစ်လိမ့်မယ်เนาะပရိရှိပြီးသားဖြစ်လိမ့်မယ်အဲ့တော့လက်ပတ်ကလေးတွေအဲ့ဒီမှာမှားပါ तू ကတော့ဟိုဘယ်လိုခေါ်လဲဆိုတော့ဟိုလှုပ်ပေးလိမ့်မယ်ပေါ့เนาะလှုပ်ပေးလိမ့်မယ်အဲအဲ့လိုလေးတွေဆ iam မဟုတ်တော့နမ်းပြီးတော့ဟုန်နေဖြစ်တယ် เนาะไซไลซ่าလေးอ่ะဆ iam မလေးဒီပို့ဆက်အောက်လေးမှာဆ iam မတင်ပေးမယ်เนาะဆ iam မတော့ဟိုရောင်းတဲ့လူမဟုတ်ဘူးဟိုနောက်နောက်တစ်ခုမှလေဆ iam မတစ်ခုမြေတားရက်ခံရင်လည်းအခုဒီเนาะဟိုไลท์ကလေးပြောနေတော့လူလေးနဲ့မျက်နှာချင်းဆိုင်ဆ iam မပြောခွင့်ရတော့လေဟိုဆ iam မကဆ iam မကအာပြောရရင်ပေးရတာကိုပြောတယ်เนาะပေးရတာကိုပြောတယ်ပြရတာကိုပြောတဲ့အတွက်ဆံမလှူချင်တဲ့ဆန္ဒလည်းရှိပါတယ်เนาะလှူဖို့လည်း အဲဟိုစီစဉ်ထားပါတယ်เนาะအခုတော့ဆံမအလုတ်တွေနဲ့ဆံမလုံးဝမဲ့အလုတ်တွေနဲ့အကွက်ချကြည့်လိုက်တော့ဟိုအခုချိန်မှာအများကိုချပြပြီးတော့ကန်ဆမ်းမဲ့ဖောက်ပြီးလှူတဲ့အခါမှာဆံမလုံးဝမဲ့ delivery ပို့ရဲပါတယ်ကိစ္စတွေကိုဆံမမနိုင်သေးလို့ပေါ့เนาะမလှူသေးတာပေါ့အဲ့တော့အချို့တွေကဆံမအကြောင်းကိုမသိတာလည်းဖြစ်ကောင်းဖြစ်ပါမယ်ဟိုဆံမတစ်ခုခုတင်ပြီးတာ ਨੇ ဆံမရဲ့ဒီ messenger ဒီ page ချက်ပေါက်ထဲမှာလာပြောတယ်ဆံမ ဟိုဝဲခြင်းနဲ့ဆိုတာမျိုးပေါ့နော်ဆရာမအဲ့ဒါလေးလည်းအခု live ပေါ်မှာတရားဝင်ပြောချင်ပါတယ်ဆရာမရဲ့ဒီပညာရက်နဲ့စီစဉ်ထားတဲ့အဆောင်လေးနော်ကုသိုလ်အဖြစ်ဆောင်ရွက်ရမယ့်ကိစ္စရက်တွေကိုဆရာမလှူနှိုင်းရင်လှူနှိုင်းရင်ဆိုတာကအဲငွေကျဲအတိုင်းတာ အမောင့်ကိုလည်းပြောတာဖြစ်တယ်။နောက်ဟိုအလတ်မှုအချိန်ကိုလည်းပြောတာဖြစ်တယ်ပေါ့နော်။အဲ့တော့လှူနိုင်ပြီဆိုရနဲ့ဆရာမလှူပေးပါမယ်။ဒါပေမဲ့ရောင်းချတာမျိုး เนาะဒါမျိုးတော့ဆံမမလုပ်တဲ့အတွက်အဲ့ဒီဝယ်ယူတဲ့နေရာမှာတော့ဝယ်ယူမရမဲ့ဆိုင်မှာဒါเนาะမှားပြီးဝယ်ယူကြပါနေရာပုံကိုယ်တွေကလည်းပုံဆက်ပြီးမှားပါသူလုတ်ပေးမှာပါเนาะတခုခုစီစဉ်ပေးမှာပါဒီခေတ်ကြီးကတော့ဟို delivery လည်းရှိနေတော့လေအဆင်ပြေမဲ့ထင်ပါတယ်အဲ့တော့အဲ့လိုလေးပါเนาะဆံမအဲ့ဒါလေးပြောချင်တယ်အော်ဟုတ်တာပေါ့ တန်းတန်းဝေးတဲ့တော်လိုက်တာသာရုသာရုဆ iam မကိုလာမေးတာအဲ့ဒီပတိနဲ့လက်ဘက်ကိုဘလို့သိမ်းရမလဲဟုတ်တယ်ဆ iam မအဲ့ဒါပြောဖို့အတွက်ဒီလိုကြီးသေချာကိုလှုပ်ထားတာကြည်စမ်းအဲ့တော့ဆ iam မပြောမယ်ဆ iam မကလေဒီပတိလေးတွေလက်ဆောင်ပေးတိုင်းလှုပ်ပေးတိုင်းဒီပိတ်အနီစလေးအမြဲထည့်ပေးတယ်အဲ့ဒါဘာလို့လဲဆိုတော့ပိတ်အနီစလိုက်ရှာနေရရင်းနဲ့ပဲချိတ်ထားမိမှာဆိုလို့ဒီပတိကလုံးဝမချိတ်ရအောင်တန်မှလည်းမချိတ်ရအောင်ဘာမှမချိတ်ရအောင် ဒီပရိသီဒီအနည်းအောင်ရှိတဲ့ပိဿဘဘောမာတာနော်အနည်းအောင်ရှိတဲ့ပိဿဘဘောမာတာတင်ထားရမှာဖြစ်တယ်။ဒါဒါပထမတွေကအလုံးသိပြီးသားဒီပရိကိုနော်ဒီပရိစိတ်ပြီးတော့နော်ကုသိုလ်ယူနေကြတဲ့ပုဂ္ဂိုလ်ကြီးအကုန်လုံးသိပြီးသားဖြစ်တယ်နော်အဲ့တော့ဒီလက်ပတ်ကလေးဟာလည်းဒီ29လုံးပရိနဲ့ဆက်ဆက်နေတော့အကြောင်းချင်းအောင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလက်ပတ်ကလေးကိုစောင်းတဲ့အချိန်မှာတော့လက်ထဲမှာစောင်းထားပါ။ပြီးရင်တော့ညအိတ်တာ ဒါမှမဟုတ်ရင်လည်းပဲကိုရေမိုးချိုးမယ်ပေါ့နော်ကိုမဆိုကြပါစို့မိဘချောင်းဝင်ပြီးတော့တားငါကိုင်းနာတို့နော်ဒါမှမဟုတ်ရင်လည်းကိုမသိတော့ဘူးလို့ထင်လို့ချွတ်ချင်တဲ့ချိန်မျိုးမှာအဲ့ဒီပတိရဲ့ဒီပတိရဲ့နော်ဒီပတိရဲ့အထဲထဲမှာဒီလိုထည့်ထားပြီးတော့ဒီလိုသိမ်းရမှာဖြစ်ပါတယ်နော်အဲ့ဒီလိုသိမ်းရမှာပါအဲ့သမီးကျေးဇူးတင်ပါတယ်သမီးတန်းတန်းဝေနော်မေးပေးတဲ့အတွက်ဆရာမပြောဖို့ကြံနေတာပါ ဟာအဲ့ဒီလိုတင်ရမှာဖြစ်ပါတယ်လုံးဝမချိတ်ပါနဲ့နော်အဲ့တော့ဒီပတိဟာချိတ်လို့မရပါဘူးဆရာမဟိုပြောရရင်တော့ချိတ်လိုက်တာနဲ့ဒီပိတ်အနိစပေါ်မှာတင်ပြီးထားထားတာနဲ့ဒါဘာဝဓာတ်အင်အားမတူပါဘူးเนาะဒါကြောင့်မလို့ဒီလိုလေးပဲထားပါအဲ့လိုလေးပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံး မင်္ဂလာနေ့လေခင်လေးပါကျမ်းမှချမ်းသာပြီအနေအကင်းဘေးရှင်လို့စိတ်ချမ်းသာကိုကျမ်းမှာစွာနဲ့စီးပွားဥစ္စာများတိုးတက်ပါစေ